ါကိုဟောဒီမှာစုတ်ကင်ထားတာတဲ့ဗျာစုတ်ကင်ထားတာဇလန်းဇက်ွက်တွေရှားဦးရမှာပါတွေ့တယ်မို့လားဘယင်ကြီးကမြင်ချစ်လိုက်ရတာမိဖုရားကြီးကိုလေမိဖုရားကြီးကတေတော့မှနောက်ချီးပိုးတော့ကောင်ဖြစ်တာဟုတ်တယ်မို့လားမေးတဲ့ဇလန်းလေးတွေ့တယ်မို့လားအဲ့ဒီအခုဖြစ်နေတဲ့မင်းနောက်ချီးပိုးတော့ကောင်ကြီးနဲ့ငါနဲ့ဘယ်သူချစ်တုံးဆိုဟိုကသွားဖြေးတာရှင်မင်းကြီးပက်လက်လံသွားတာဟုတ်တယ်မို့လားအဲ့ဒီကြမှာမိဖုရားကြီးရဲ့အလောင်းကိုသွားပြစ်ဆိုပြီးတော့သွားပြစ်လိုက်တော့တာ ဘဝဆိုတာအဲ့ဒီတိုင်းပဲဘသူမဆိုဖြစ်လာတဲ့အချိန်ကအဲ့ဒီဖြစ်ဟိုဘဝကိုတတ်မှတ်တဲ့စိတ်လို့ခေါ်တာပေါ့စာလိုသုံးတော့သူကဘဝနိကန်တိကတဏှာလို့သုံးတယ်မှတ်တာဘဝကိုဆုပ်ကိုင်ထားတာဘယ်ချိန်ကဆုပ်ကိုင်တာတော့ဗျာသိတတ်တဲ့ရွယ်ရောက်ပါလား10နှစ်ကြာမှလား15နှစ်ကြာမှလားအပျော်ဖြစ်မှလားလူပျော်ဖြစ်မှလားအဲ့ဒီဘဝကိုတတ်မှတ်တဲ့တဏှာစိတ်လေးကဘယ်ချိန်ဖြစ်တာတော့မေးကြရှိတာပေါ့အမလီမိခင်ဝမ်းထဲမှာပဋိသင်္ဍေစိတ်တဲ့ ဘဝတခုရဲ့အစလေးကပฏิတန်ဒီစိတ်ဖြစ်စိတ်ပေါ့ဗမာလိုပြောရင်နောက်ဆုံးစိတ်လေးကသုတိစိတ်သေစိတ်အဲ့ဒီပฏิတန်ဒီစိတ်ရဲ့ဖြစ်ဖြစ်ခြင်းဥပခဏမှာကိုအဲ့ဒါလေးကကပ်ပါလာတာလေဗျာအဘိဓမ္မာသဘောတရားရဘလောက်ကြောက်စရာကောင်းလဲဆိုတာဟုတ်တယ်မလားအဲ့ဒီကိရိယာကိုတတ္တဝါဆိုတာမသိရင်တော့ဘူးအဲ့ဒီဘဝကိုဆုတ်ကန်တော့တာပဲအဝိဇ္ဇာဆိုတာအဲ့ဒါကိုပြောတာပေါ့အမိဝန်းတွင်တဲ့ကအလင်းမရခဲ့တဲ့ပုဂ္ဂိုလ်ပေါ့မျက်စိနှကွင်းအလင်းမရတဲ့ပုဂ္ဂိုလ် ဒါကအပြာဒါကအနီးဒါကအစိတ်ပြောလို့ तू နားလည်ပါမလားနားမလဲတော့ဘူးအဲ့ဒီတိုင်းပဲတဲ့ပုထုဇဉ်ပုဂ္ဂိုလ်ရဲ့ဉာဏ်အမြင်ပေါ်မှာလဲအဝိဇ္ဇာကြီးဥသော တိမ်ဖုံးသွားနေလို့အဲ့ဒါလိုသဘာဝအကြောင်းနေပြောရင် तू ကမလိုက်နိုင်တော့ဘူးတဲ့ဉာဏ်မလိုက်နိုင်တော့ဘူးမသိနိုင်တော့ဘူးမသိနိုင်တော့ဘူးနိဗ္ဗာန်ကိုမြင်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကအနေဆုံးသောတာပန်ဖြစ်မှာနိဗ္ဗာန်ကိုမြင်နိုင်တယ်နိဗ္ဗာန်ကို လမ်းကြောင်းကိုရောက်တဲ့ပုဂ္ဂိုလ်မှာသောတာပတ္တိမဲ့လို့ခေါ်တာပေါ့နော်ဆိုကြပါစို့သောတာပတ္တိမဲ့ဆိုတာဓာတ်နဲ့တူတာပေါ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ကိလေသာတွေကိုဓာတ်နဲ့ခုတ်တာသောတာပတ္တိမဲ့လို့ခေါ်တဲ့ဓာတ်လေးနဲ့ခုတ်နည်းနည်းပဲပြတ်သေးတယ်ကိလေသာတွေတက္ကရာဂามိမဲ့ကဆိုပြအောင်တော့မခုတ်နိုင်ဘူးနည်းနည်းလေးနည်းသွားအောင်သာ तू ကလုံနိုင်တာအနာဂามိမဲ့ဆိုတဲ့ဓာတ်နဲ့ခုတ်နည်းနည်းပဲပြတ်တယ်အရတ္တမဲ့လို့ခေါ်တဲ့ဓာတ်နဲ့ခုတ်မှခန္ဓာကိုယ်ထဲမှာခုနကတည်းကပြောလိုက်တဲ့အိုးခင်းတဲ့ကို ထည့်လို့လိုက်တယ်လို့ပဲတဲ့။ကံရဲ့သဘာဝတွေပြုံးကြည့်သွားမှဘာမှမဖြစ်တော့မှအဲ့ဒီပုဂ္ဂိုလ်ကပါလေ။နောက်ဘဝဆိုတာမရတော့တာ